ဒီလိုဟာကားတစ်စီးကိုဝယ်စီးခဲ့ပေမဲ့အဲ့ဒီကားကပဲသူ့ရဲ့ကံကြမ္မာကိုဒီလိုစမ်းကြဲစွာ အဆုံးသတ်သွားစေခဲ့ပါတယ်။ဗြိတ်သမားအလုံးမင်းမင်္ဂလာပါ။ဘာမှအိတ်သုံးလုံးချန်တဲ့ကနေကြိုဆိုပါရစ်။ဒီလိုဟာကားတစ်စီးကိုဝယ်စီးခဲ့ပေမဲ့အဲ့ဒီကားကပဲသူ့ရဲ့ကံကြမ္မာကိုအဆုံးသတ်သွားစေခဲ့ပါတယ်။သူကားရဲ့ကားနံပါတ်ကဒီလိုတေဆုံးသွားတဲ့နေ့နဲ့တရက်တည်းထပ်တူကြခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းကိုပြန်ပြောဖို့အတွက်1930ပြည့်နှစ်လွန်ကာလရေစီကိုကျွန်တော်တို့ပြန်သွားဖို့လိုပါတယ်။ 1930ပြည့်လွန်နှစ်တွေဆိုတော့နယူးယောက်မြို့အတွက်အပြောင်းလဲများစွာနဲ့ပြည့်နှက်နေတဲ့အချိန်ကာလပါ1929ခုနှစ်မှာပြစ်ပွားခဲ့တဲ့စတော်ဈေးကွက်ပြိုလဲမှုကြောင့်ဈေးပွားပြတ်ကက်ကြီးစတင်ဖြစ်ပေါ်ခဲ့ပြီးလူတော်များများကအလောက်ကန်ဆုံးရှုံးခဲ့ကြကဒုက္ခပေါင်းစုံရောက်နေခဲ့ကြရပါတယ်ဒါပေမဲ့နယူးယောက်မြို့ကတော့သူ့ရဲ့တဝင်လှုပ်ရှားမှုတွေနဲ့ဆက်လက်တောက်ပလျက်ရှိခဲ့ပါတယ်အဲဒီချိန်ကကားတွေကလူတွေရဲ့ဘဝမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ် ကားတွေကလူတွေကိုလွတ်လပ်မှုပေးခဲ့ပြီးမြို့ပြပေါ်ရဲ့အလင်းမြန်ပြောင်းလဲမှုတွေကိုလိုက်လျောညီထွေဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ကားတွေရဲ့တိုးတက်မှုနဲ့အတူမတော်တဆမှုတွေလည်းတိုးလာခဲ့ပါတယ်။လမ်းတွေပေါ်မှာယင်ထိန်သိမ်းမှုစည်းကမ်းတွေကိုသေချာစွာချမှတ်အသုံးပြုနိုင်ခြင်းမရှိသေးတဲ့အချိန်ဖြစ်တာကြောင့်ယင်မတော်တဆမှုတွေပုံများပြခဲ့ပါရီဒိုမီနစ်ကဲဂျီဆိုတဲ့နယူးယောက်မြို့သားတစ်ယောက်ကလည်းအရိချန်တုန်းကကားဝယ်စီးနိုင်တဲ့လူရန်းသားတွေမှာပါဝင်ခဲ့ပါရီဒိုမီနစ်ကဲဂျီရဲ့ကားနံပါတ်ပြက 5V1732 ပါ ဒီနာမည်ပြားကိုကြည်လိုက်ရင်တာမန်အပြင်ဘာမှထိုးထိုးခြားခြားမထင်ရပေမဲ့ဒီကနန်းတွေကသူ့ရဲ့ဒေဆုံးမှုနဲ့ဆက်ဆက်နေတယ်ဆိုတာသိလာရတဲ့အခါလူတိုင်းအံ့ဩသွားခဲ့ရပါတယ်။တရောင်ကသုံးသနှစ်ခုနဲ့မေလ18ရက်နေ့ဟာဒိုမီနီကဲဂျီအထွတ်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်လာခဲ့ပါတယ်။အဲဒီမှာသူကဂါမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီးအဲ့ဒီဖြစ်ရကြောင်းပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရဲ့အသေးစိတ်အချက်အလက်တွေကအရင်ကြီးရှင်းရှင်းလင်းလင်းနဲ့ဖော်ပြထားတဲ့သတင်းတွေမတွေ့ရပါပဲ။ဒီကားမတော်တဆမှုကသူ့ရဲ့ကားနံပါတ်ပြားနဲ့တိုက်ဆိုင်နေတဲ့ရက်ဆွဲမှာဖြစ်ပွားခဲ့တာကတော့လူတိုင်းကိုအံ့ဩစေခဲ့ပါတယ်။ဒီကားမတော်တဆမှုကဘလို့ဖြစ်ခဲ့တယ်ဆိုတာအတိအကျမသိရပါပဲ။ရန်ကွာ30ခုနှစ်တွေကနယူးယောက်မြို့ရဲ့လမ်းတွေကရင်ကျောပိတ်ဆို့မှုတွေလမ်းပေါ်ကလူသွားလမ်းမရှိမှုတွေဒါမှမဟုတ်ရင်မောင်းတွေရဲ့အမားတွေကြောင့်မတော်တဆမှုတွေဖြစ်ပေါ်တတ်ခဲ့ပါတယ်။ဒိုမီနီယားကမတော်တဆမှုကလည်းဒီလိုမျိုးမမျှော်လင့်ထားတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်ပေါ်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ဒီဖြစ်ရပ်ရဲ့အဓိကအံ့ဩစရာအချက်ကတော့သူ့ရဲ့ကားနံပါတ်ပြားကသူတည်ဆုံးမဲ့ရက်ဆွဲကိုတိတိကျကျညွှန်ပြထားသလိုဖြစ်နေတာပါပဲ။ဒါကတကယ်ပဲတိုက်ဆိုင်မှုလား။ဒါမှမဟုတ်ကံကြမ္မာရဲ့လှုပ်ဝက်စမ်းချတဲ့အရေးအယောင်တစ်ခုလား။အဲ့ဒီချိန်ကလူတွေကဒီလိုမိခွန်းတွေကိုတွေးတောပြီးဆွေးနွေးကြကြပါရင်ဒိုမနီကယ်ကြီးရဲ့ကားနံပါတ်ပြားက 5V1732 ပါ5ကမေလမေကိုကိုစားပြုတယ်လို့ယူဆခဲ့ကြပါတယ်ကျွန်တော်တို့ဆိုရင်မေလကို9လပိုင်းလို့အလွယ်ခေါ်လိရှိတတ်ကြပါတယ် ဇက်ခွန်ကတော့ဒူတေဆုံးတဲ့ရက်စွဲအတိအကျဖြစ်ပါတယ်။သုံးလနှစ်ဆိုတာကတော့1932ရဲ့အတူကောက်လို့ကောက်ချက်ချပါတယ်။ဒါကိုပေါင်းစပ်ကြည့်ရင် 5V1732 ဆိုတဲ့နံပါတ်ပြားကမေလဇက်ခွန်1932ဆိုတဲ့ရက်စွဲကိုတိတိကျကျညွှန်ပြထားသလိုဖြစ်နေပါတယ်။ပြီးတော့ဒီနေ့မှာပဲဒိုမနီကဲဂျီကာမတော်တစားမှုတစ်ခုကြောင့်ကွယ်လွန်သွားခဲ့ပါတယ်။ဒီလိုမျိုးတိုက်ဆိုင်မှုကဘလောက်ထိထူးဆန်းလဲဆိုတော့စဉ်းစားကြည့်ရင်တကယ်ကိုအံ့ဩစရာပါပဲ။ ဒိုမနီကန်ကျွေးရဲ့တည်ဆုံးမှုကနယူးယောက်မြို့သားတွေကြားမှာအတော်လေးဆွေးနွေးစရာဖြစ်လာခဲ့ပါတယ်။တချို့လူတွေကဒါကိုတမင်တက်တက်တိုက်ဆိုင်မှုတစ်ခုလို့ယူဆကြပြီးမြင်တချို့ကတော့ဒါဟာကံကြမ္မာရဲ့အရေးအယောင်တစ်ခုလို့ယုံကြည်ခဲ့ကြပါတယ်။အဲ့ဒီချိန်ကလူတွေကနဘတ်တွေတင်ဂေတာတွေနဲ့ဆက်ဆက်တဲ့ယုံကြည်မှုတွေအများကြီးရှိခဲ့ကြပါတယ်။ဥပမာအားဖြင့်နဘတ်တွေကလူတအုပ်ရဲ့ဘဝလမ်းကြောင်းကိုညွန်ပြနိုင်တဲ့ဆိုတဲ့ယုံကြည်မှုမျိုးဖြစ်ပါတယ်။ ဒိုမနီကန်ကြီးရဲ့ဇာလံကလူတွေကိုကံညမာတိုက်ဆိုင်မှုနဲ့ဘဝရဲ့မရေရာမှုတွေအကြောင်းပြန်လည်တွေးတောစေခဲ့တဲ့ဖြစ်ရပ်တစ်ခုပါသူရဲ့ကားနံပါတ် 5V1732 ကသူတည်ဆောင်ခဲ့တဲ့မေလာစကွန်1932ရက်နေ့ထူးထူးခြားခြားတိုက်ဆိုင်နေခဲ့တာကလူတွေကိုအံ့အားသိမ့်စေခဲ့ပြီးဒီဇာလန်ကကျွန်တော်တို့ကိုဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုပုံမနဲ့နဲ့စွာစဉ်းစားဖို့လှုံ့ဆော်ပေးပါတယ်။ကံကြမ္မာဆိုတာတကယ်ရှိသလားဒါမှမဟုတ်ဒါရီယာရိုးရှင်းတဲ့တိုက်ဆိုင်မှုတွေဘယ်လားဆိုတာစဉ်းစားစရာကောင်းနေခဲ့တာတော့အမှန်ပါပဲ။ ဘရိတ်ကများရောဘယ်လိုထင်ကြလဲမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမျှဝေပေးခဲ့ကြပါဦးအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ